မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရာညချမှုဦးစီးဌာနကနေမေလာတရဲ့ဒီကနေ့နဲ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်။ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့တွင်တိမ်သင့်တဲမှတိမ်ထွရနေပါမယ်။ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့တနင်္လာနေ့တိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျကျ ၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မော်ပြည်နယ်တို့တွင်နေရာဆက်စိတ်၊ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထိခြုံရပြီးနေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရာဝတီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့တွင်နေရာကွက်ရီမှုကြီးနိုင်ပါတယ်။ရွာရံုံပြည့်ဖြစ်ပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရရောင်တိုင်းဒေသကြီးနဲ့အင်အားရီတိုင်းဒေသကြီးတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်မိုးရောင်သွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊ပျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုပါရစေ။မြမပင်နေပြင်းတွင်လှိုင်းတင်တင်ရှိပါမယ်။ လိုင်းမြင်မှာမြမကန်ယူနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့ငါးပြည်မှာရှစ်ပြည်ကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့မြပြည်တော်ရှမ်းကုန်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီး တနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာစိစိမနေရာအနှံ့ပြားမိုးတေချုံများပါမည်။ နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်လီတဝိုက်တွယ်ဒီကနေ့ညနေထိခမှန်းချက်ကတော့နေရာကွက်ကြားမှုထိချုံရွာပါမယ်ရွှေရန်ရုံပြည့်ဖြစ်ပါရှင်